ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနှစ်တက်ကူမှာငလျင်တန်ကြောင့်အစိုးရရုံးဌာနများပြည်လဲတိဆောက်ရေးနဲ့လမ်းမဆက်သွယ်မှုလုပ်ငန်းများပြည်လဲတိဆောက်ရေးလှုပ်ဆောင်ရမယ်လို့ အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်ကဒီကနေ့ထုတ်ပြန်လိုက်တဲ့နှစ်သက်ကူစကားအဖြစ်နဲ့စစ်ကောင်းစီရဲ့ဝါရဖြန့်သတင်းစာများမှာအခုလိုပြောဆိုထားခြင်းဖြစ်တယ်လို့သိရပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလျင်တန်းကြောင်နေပြည်တော်မှာဝန်ကြီးဌာနရုံးများဝန်ထမ်းအင်အားများအလုံးအမင်းပြက်စီးခဲ့ရတော့လဲအကြမ်းဖက်စစ်တပ်ကအပြက်စီးစရေးများကိုသတင်းထုတ်ပြန်ခဲ့ခြင်းမပြုရာကနေအခုနောက်ဆုံးမှာတော့ငလျင်ကြောင်အပြက်စီးကြီးမားခဲ့တဲ့ဝန်ကြီးဌာနရုံးများပြန်လည်တိစောက်ရေးလှုပ်ဆောင်ရမယ်လို့ဝန်ခံလာခြင်းဖြစ်တယ်လို့သိရပါတယ်။ငလျင်ဘေးဒဏ်တင့် နဲ့ဒေတာများအတွက်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဖြစ်တဲ့အစိုးရဌာနရုံးများပြန်လည်တိဆောက်ရေးပြည်သူတွေရဲ့အိုးအိမ်နဲ့လမ်းမဆက်သွယ်မှုလုပ်ငန်းများပြန်လည်တိဆောက်ရေးတို့ကိုအသုံခွန်ဆိုင်ဆောင်ရွက်သွားမယ်လို့မေးအွန်လိုင်းကပြောဆိုလိုက်ပါတယ်လက်ရှိနေပြည်တော်မှာလုံးဝပြည့်စည်သွားပြီးတော့တုံးလို့မရတော့တဲ့ရုံးဌာနများအနေနဲ့ဇေယာတိရိမှာရှိတဲ့စစ်ရုံးနိုင်ငံတော်တမရရုံးနိုင်ငံသားရေးဝန်ကြီးဌာနရုံးအလို့သမားဝန်ကြီးဌာနရုံးပြည်တော်စုတရားလွှတ်တော်ချုပ်ရုံး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးစစ်မှုဝင်ကြီးဌာနရုံးလူဝင်မှုကြီးကြပ်ရေးရုံးတို့ဟာမလျင်ကြောင့်လုံးဝကိုပြက်စီးသွားပြီဖြစ်တယ်လို့သိရပါဗျ။ယာယီရုံးတွေကိုတတ်မှတ်တဲ့နေရာမှာစစ်ရုံးနဲ့တမရရုံးကတော့ယာယီနေရာရသွားပါပြီ။တရားလွတ်တော်ချုပ်ရုံးနဲ့ခုံရုံးတို့ဟာလည်းယာယီရုံးတွေရသွားပြီ။တချို့ရုံးတွေကတော့ကားပါကင်နေရာတွေမှာယာယီတဲလေးတွေထိုးပြီးတော့ရုံးဖွင့်နေရတာတွေရှိပါတယ်လို့နေတီတော်ကဝန်ထမ်းတွေကပြောပြထားပါဗျ။မက်ရှလာ28ရက်နေ့ကမလျင်လောက်ခတ်မှုကြောင့်နိုင်ငံတော်မှာလူနေအိမ်ပေါင်း6000ကျော် ဖုံးတော်ကြီးကျောင်းနဲ့သီလရှင်ကျောင်းပေါင်း3514ကျောင်းစာသင်ကျောင်းပေါင်း2366ကျောင်းဌာနဆိုင်ရာယုံအဆောက်အုံ3688လုံးတရားပေါင်း155 000ဖျားဇီဒီပေါင်း9620စုပြည့်စည်ဆုံးရှုံးခဲ့တယ်လို့စစ်ကောင်စီဘက်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ